မင်းတို့မင်းကြီးကမန္တလေးလက်တင်လက်ရမှာရှိတဲ့ဆရာတော်ကြီးတွေကိုပင့်ပြီးတော့နန်းတော်မှာဆုံးကတ်လေးရှိပါတယ်သူကအဲ့လိုဆုံးကတ်တော်မှာငခုံဆရာတော်ဖရာကြီးလည်းပါတယ်ဘုဇင်းတို့တစ်ချိန်လုံးကစာတက်ငခုံစာကုန်မကြီးတော့စာပြော့သဲအင်းဆိုပြီးတော့နာမည်ရဆရာတော်ကြီးတွေရှိအခုဆရာတော်ကြီးပါတော့မင်းတို့မင်းကြီးကဘလို့လျှောက်တုံးဆိုတော့ဆရာတော်တို့ပိဋကတ်သုံးပုံမပါတဲ့နိဗ္ဗာန်ရောက်ကြောင်းတရားတူတူဟောတော်မူပါဖရာ သူပြောတဲ့တရားရတယ်နော်ပြိတ္တကသုံးပုံလည်းမပါရဘူးတဲ့နိဗ္ဗာန်ရောက်ကြောင်းလည်းဖြစ်ရမယ်တရားကလည်းတူရမှာတဲ့အဲ့တော့ငါခေါင်းဆရာတော်ကြီးကဘာဟောလိုက်တော့လဲအထက်နှစ်အောက်အယိုးမရှိတဲ့နှစ်ကောင်ဓိကိုနိုင်အောင်ဖိရင်နိဗ္ဗာန်ရရအကြောင်းဒီဒီလိုဟောလိုက်အထက်အယိုးမရှိတာသလားရှားပြောတာအေးအဲ့ဒီရှားကဟိုဟာစားခြင်းဒီဟာစားခြင်းတဲ့မှန်မသိမတဲ့မှန်မသိအဲ့စားခြင်းတောက်ခြင်းတာအကြောင်းပဲ အစားမတော်တလုတ်ဆိုတဲ့အတိုင်းပဲဘေးဖြစ်ရတတ်တယ်။နော်ဒါတမျိုး။အေးအဲ့ဒီရှာယုံမရှိတိုင်းဗျာမရာတွေ့ရရှောက်ပြောပြီးတော့ပြဿနာပေါင်းစုံကိုလက်ရပြီးတော့ခေါ်နေတယ်လို့လည်းဖြစ်တတ်တယ်။လက်ရခေါ်နေတယ်လို့ဖြစ်တတ်တယ်။နော်ရှာစကားပြောမယ်၊ဉာဏ်ဖြစ်ရမယ်၊မတက်မဆောင်ပြောမယ်၊သူများတွေဉာဏ်ဖြစ်ကုန်မယ်။အလိညာလက်ပြပြောမယ်၊မူတာဝါဒတွေဖြစ်မယ်။ဒါအမျိုးမျိုးပေါ့။နော်ပါဇာစီမရှိတာဆိုတော့ အောက်ဆိုတာတော့ပြောစရာမလိုဘူးဒါတိပိသားဖြစ်မှာပါဒါမှမဟုတ်ဓမ္မတွေကပိုအတွေးပေါ့ပြရတာလည်းထိမ့်ပါအဲ့ဒါမထင်တော့ချင်းစီပါဥစ္စာပျက်စီးမဲ့လိုက်စားတော့ရင်ဩနောက်ဆုံးကိုကျမ်းမာဒီနေ့ခေတ်ဆိုတာယောဂါတွေပါတယ်တောင်ကြဒီလိုရှိတယ်ဒီလိုမဟုတ်ဘဲနဲ့ဖောက်ပြန်မယ်အင်တော်ကြီးဖောက်ပြန်မယ်ဆိုလို့ရှိရင်မိသားစုတွေစိတ်ဆင်းရဲကိုဆင်းရဲဖြစ်ပြီးအလားမိတကွဲဖာတကွဲအလေးတွေအကုန်လုံးဒုက္ခတွေတတိကြီးတန်းစီပြီးတော့ရောက်မယ်ဒါကြောင့်မလို့အဲ့ဒါထိမ့်နိုင်မယ်ဆိုလို့ရှိရင် နိဗ္ဗာန်မရောက်တော့မှလောကမှာတင့်နေတဲ့လူကောင်းသူကောင်းတရားအနေနဲ့ဘွားကိုရက်တည်နိုင်တယ်ပေါ့ဒါဥစဉ်တရားတော့မဟုတ်ဘူးငခုံဆရာတော်ကြီးရဲ့တရားနော်ပိဋကတ်တော်မူလည်းမပါဘူးတဲ့နိဗ္ဗာန်ရောက်ကြောင်းလည်းဖြစ်ရမှာတဲ့တရားကလည်းတူရမှာတဲ့အဲ့ဒီတရားကိုဆရာတော်ကဟောလိုက်တယ်အာရမတွေလည်းအဲ့ဒါမှတ်ပေါ့